ဒီ video file ကိုကြည့်နေတဲ့အချိန်မှာဘီနာပါလူငယ်လူငယ်တွေရှိနေမယ်ဆိုရင်အတန်ဒီကိုအရင်အဆုံးထုတ်လိုက်ပုံမြင်တာရခံပါတယ်။ဒါကြောင့်နော်ဆိုရှင်ကျွန်တော်ဖွင့်ပြမယ်ရုပ်သား file တစ်ခုပါဆိုရင်အလူငယ်လူငယ်တွေကြားမှာမသိတဲ့စကားလုံးအသုံးလုံးနေပါဦးလို့ဖြစ်ပါတယ်။ Frosty ါပြုလုပ်သွားတယ်ဟို Power Flow Music Festival 2025ပွဲတော်ကြီးတည်ရပါတယ်အသေးလေးသေးရင်လေဟေးခမ်းခမ်းပါပဲဟာဟာပဲရင်လေဟမ်ခမ်းခမ်းပါပဲဒီသူဆန္ဒဆောင်ရန်လေးစားလေဘုရားဆုလွတ်လတ်တော်ရေးကောင်းဝဲပါတယ်ဘုရားကြီးညတာတော်ရေးကောင်းဝဲပါပဲ ဝေပါနဲ့သူသေးတံပေးမယ်စောက်ကျိုးနဲ့နေရောင်းနဲ့တပိုင်းဆိုလဲပြွှေးပြေးမှာပဲကွက်ကွက်လေးကြံလဲပြွှေးပြေးမှာပဲဘယ်သူပေးပြီးမပေးပြီးမဲ့ဒီပဲရာစုလလက်တော့ရွှေကောက်ွယ်စုပဲဒီပြာ

ဒေါ်လာမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မိန်ပေးတယ်မှာများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Gojet Protein Channel လေးရဲ့ညပိုင်းစီစဉ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုတွေရရှိမလို့သွားပေးကြပါတော့ယနေ့ဘုံဘာလာ၄ရက်နေညပိုင်းနောက်ဆုံးရရှိသတင်းချို့အချင်းချို့ပေါ်ပြပေးသွားပြတော်လာမျိုးတွေအားလုံးပဲအဆုံးထိရှိဖို့နေရာမှာတမန်တောက်ဆဲပါတယ်ဘောင်းသွင်းတဲ့မျိုးနေနဲ့ကတော့ကောင်းတရန်လေးစုခွန်မဲ့မျိုးတွေကို PLA ပေါဝင်ဒေါ်လာရင်းတက်ပေါင်းစုကအစွမ်းကုန်ကာကွယ်သွားရန်ပြင်ဆင်ထားကြောင်းနဲ့ PLA သတင်းမြင့်ကပြန်ကြားရေးကလည်းထုတ်ဖော်ပြကြတာတွေ့ရှိရပါတယ်ဒါတကယ်ဘုံပဲအားတက်စရာကောင်းတဲ့သတင်းတွေဖြစ်ပါတယ် PLA ဖွဲ့ကနေပြီးတော့ ်တချို့ကျမတောင်းအားပြန်လေထွက်ခါသွားတဲ့နေမျိုးတွေကိုပြန်လေထိမ့်ချုံနိုင်မှုတွေသူတို့လည်းတရားနဲ့ပေါဝင်ကူညီမယ်ဆိုတဲ့ကြောင်းထုတ်ပြန်ထားလဲဖြစ်ပါတယ်။ပြန်လေဆုတ်ခါသွားရင်ကျွန်တော်တို့ကျမတို့ဟာ PLA တို့မန္တလေး PIA တို့မိုးကုတ်ပြည်ဝတို့ကြားတက်တွေရှိပါတယ်။ PBS ရဲ့တွေရှိတယ်။တက်တွေကြားတက်ပေါင်းစီကတော့စွမ်းကုန်ကောက်ကိုတမပါ။ဒါပေမဲ့ဒီလိုလူတွေကိုသူတို့ဝင်သွားပြီးကိုယ့်ဘက်ကမကနိုင်လို့ဝင်သွားခဲ့ပြီဆိုရင်တော့သူတို့ကတော့ထုံးစံတိုင်းညံသူ့တက်ကတော့စိုးမရဘူးဆိုတော့သူတို့မိရှုဝင်နဲ့ရှုမယ်။ ဖြန့်ရင်လည်းဖြစ်မယ်ဆိုတော့အဲ့ဒီအန်ရီကိုကြည်ပြီးတော့ဒီချိုးလဲတွေ့တင်ပြောင်းတင်လူတွေအနေနဲ့လည်းပြပောင်းထိုင်တဲ့မှားဥတွေပြောထားတွေ့ရှိရပြီးတော့နောက်ပြီးတော့လဲဝိုင်းတိုက်မဲ့ဖွဲ့တွေတောက်ကပြင်းဖွဲ့တွေလဲစိတ်တဲ့ပိုင်းရာရောငွေကြေးပိုင်းရာရောဝိုင်းပြီးစောက်ချောင်ပေးဖို့ကုညီပေးဖို့နောက်ပြီးတော့ဒီလောက်ထီလဲရန်ဆိုးရင်ကြောက်လန့်မနေကြဖို့ပြည်သူတွေကိုအတုံးညီပါတယ်ဆိုပြီး PL ကနေပြီးလုံးဝမပြတ်တတ်တဲ့သကလုံးတွေကိုတလုံးချင်းကိုထုတ်ပြန်သွားခဲ့ရအောင်လဲလုံးချင်းဖော်ပြပေးခဲ့တာဖြစ်ပါတယ်နောက်တစ်သတင်းမို့အနေနဲ့ကတော့မိုးကုတ်မြို့ကရေဘူးကျောင်းဆရာတော်ပြင်းထန်တော်မူသောတဟာမြန်မာဒီမိုကရေစီရင်းနဲ့ အရမြတ်တံမှုရေးလူသားချင်းစာနာမှုများအတွက်ဆုံးရှုံးမှုဒီမှာကြောင်းတန်ခါသမကမန္တလေးကမိုးမာလာ၄ရက်နေဒီဂရီမှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မိုးမာလာ၃ရက်နေညနေပိုင်းမှာပြန်တော်မူသွားခဲ့တဲ့မိုးကုံမျိုးရေဘူးကျောင်းလိုက်ကဆရာတော်ဗဏ္ဏန္ဒပုံနာဟာတရားနာရှင်စနစ်ဆက်ဆက်ကိုမဆုံးမနစ်တန့်ကျင်ကြော်လန့်ခဲ့ပြီးတတော်ရှိကာလတစ်လျှောက်ဓမ္မဘတော်သားဖြစ်ပြီးနေခံပြီးပြည်သူလူထုရဲ့ရှေ့တန်းကရုံးဝင်ဖြစ်တည်ခဲ့တဲ့တန်ခါတော်တဲ့ဖက်လက်ဖြစ်ပါတယ်။ဆရာတော်ကနှောက်ငွန်ရှွာရောင်းတော်လန့်ရေးတန်ခါလှူရှောက်မှုများကိုဥဆောင်ပေါင်းဝင်တော်မူခြင်းနဲ့1955ခုနှစ် ောင်းတိုင်တိုးချေကိစ္စမတရားဖမ်းဆီးခံရပြီးဥပိုလ်ထောင်မှာတနင်္လာနေ့ပါချုပ်နှောင်ခဲ့ရပါတယ်22ခုနှစ်အနသိမ့်မှုပေါ်စနပြောင်းမြန်မာလူမှုကိုကြမ်းဖက်ဖြုတ်ခွင်းရမှာကောက်ွယ်ဖို့ဝင်ရောက်တရှိကလို့မဆာ17ရက်နေမှာစစ်ကောင်စီရဲ့လူဝယ်လဲဖမ်းဆီးခံခဲ့ရပြီးတော့ပုံမှန်900ငါကတဲ့ထောင်နန်း3နေကြမ်းခံခဲ့ရတယ်ဖြစ်ပါတယ်အင်တာနက်21အောက်တိုဘာ17ရက်နေ့ကပြန်လည်လွတ်မြောက်လာခဲ့ကြောင်းနဲ့သံဃာသမားကမန်ကြီးကထုတ်ပြန်ကြမှာတွေ့ရှိရပါတယ်အမင်းစီရတော်သာမတင်ကြနိုင်တဲ့ကလေးသူငယ်တွေအတွက်လည်းအခမဲ့ဆန္ဒကြောင်းတွေဖွင့်လှစ်ပေးခဲ့ပြီး pride လုပ်ငန်းတွေကိုမဆုံးမနစ်ပေါင်းရတော်မူခဲ့ကြောင်းနဲ့ ဘိုးကုံမျိုးရဲ့သဘောပုံဝင်ခြင်းနဲ့တနာမြေထင်းသိမ်းအတွက်ရှေတန်းကနေကန့်ကွက်ခဲ့သူဖြစ်ကြောင်းနဲ့ထုတ်ပြန်ကြေညာလို့ရေးသားတာတွေ့ရှိရပါတယ်ဆရာပြန်မူချင်းဟာဘိုးကုံမျိုးရဲ့ဆုံးရှုံးမှုတရားဖြစ်တယ်လို့လည်းမိုးမျိုးစုမျိုးသားတွေကလုံးဝကောင်ပါပဲပူဆွေးဝန်းနေဆောင်နဲ့ထုတ်ပေါ်ပြောကြတာတွေ့ရှိရပါတယ်အခုချိန်အမေစုပုံဝိညာဉ်နဲ့ဖန်ခံရနိုင်မလားဗျာတော်ဆန်းစုကြည်ပုံကိုဝိလို့ရှိရင်ဖန်ခံရနိုင်မလားဆိုတဲ့အခါကျတော့ခင်ဗျားတို့ကမိကောင်ကကြမ်းလိုက်တာဖန်ခံရနိုင်တော့ဗောဗျာနော် ပန်းပိုင်တော်မှာဖမ်းတဲ့အခြေအနေမျိုးတွေရှိတာဟုတ်နော်တောင်စန်းစုကြည်ပုံကိုဝင်မဖမ်းရင်တော့မှပဲအ ਨੇ ဆုံးစစ်ဆေးခံရနိုင်တယ်စစ်ဆေးလို့ရှိရင်လဲကောင်းကောင်းစစ်ဆေးတော့အကြောင်းမဟုတ်ဘူးပေါ့ခင်ဗျားတို့ကနိုင်လွတ်လုံအောင်ခင်ဗျားတို့မှမရှိဘူးမရှိတဲ့အခါမှာနိုင်လွတ်လုံစားနိုင်ငံတရားတရားရဲ့လက်လက်ခွင့်လုံခြုံရေးကိုကာကွယ်ပေးတဲ့ဥပဒေအရလဲခင်ဗျားတို့ကမကာကွယ်ပေးတာမရှိဘူးလေအဲ့တော့တောင်စန်းစုကြည်ပုံကိုဝင်မိရတဲ့အကြောင်းမို့လို့ခင်ဗျားတို့ပုံမှာတန်ရရကြီးကြီးမားမားတော့ရှိလာနိုင်တယ်ဒီတန်ရရက သူတို့ရဲ့တန်နေရကခမရတို့အတွက်နေရာတစ်ခုကိုရောက်သွားစေတယ်အခက်အခဲတစ်ခုကိုဖြစ်သွားစေနိုင်အဲ့တော့တန်နိုင်ဆုံးဒီကိစ္စလေးတွေမှာရှောင်ပါလို့ကျွန်တော်ပြောချင်ပါတယ်อืมပြောင်းရထောင်ကြမထောင်ကြမဘာကြီးဝိလေကြောက်မနေပြောနေပြောင်းရတော့အမတိုက်မှာရမှာငါတို့တသက်တော့မနိုင်ဘူးဆိုတဲ့အတက်တရှိရပြတာအညာတက်ဒီမှာလေအဲ့လိုမျိုးတက်တရှိဒါမဲ့ညီတို့ကတော့ရင်းနှုံးကရင်ရညီတို့ခံရကြပေါ့နော်တိုင်းစားတာဝန်ကြည်သွားပြီဗျညီတို့စက်ပညာလည်းသင်ပေးပြီးသွားတယ် အခက်အခဲမှုတွေရှိတယ်ဆိုပေမဲ့ဘယ်သူမှပြစ်တင်လို့မရပါဘူး။ဘောင်းဆိုတော့ညို့လမ်းလျှောက်တတ်ပြီလေ။ကိုကိုယ်တိုင်လျှောက်ဖို့လိုအပ်တယ်။လျှောက်ရဲဖို့တတ်တည်လေရှိဖို့လိုအပ်ပါ။ကြည်ရတဲ့လွန်နေပြီဗျ။တစ်ဖက်ကန်းလွန်နေပြီ။ညို့တော်လိုင်းကြီးသမားတွေဘက်ကအစ်စ်ပြူကကောင်းကောင်းနေပေါ့နော်။ဘယ်လိုပုံစံအကောင်းဆုံးသွားမလဲ။ပြီးရင်နိုင်ငံသားနိုင်ငံခြားပေါ့နော်ဖန်ရီစာတွေပေါ့။နိုင်ငံခြားဖန်ရီစာတွေအနေနဲ့ကျွန်တော်တို့အညာတက်တွေဥစားပြီးကုသင့်ပြီလို့ထင်တယ်ဗျ။ ဘာလို့ဆိုသိကြတဲ့အညာတက်ဆိုတာကတော့အညာတက်ရမဟုတ်ပါဘူး PDF PDF ပေါ့ PDF လို့ပြောရင်ပုံမှန်တာပေါ့နော် PDF ဆိုတာတော့ပုံပါသွားပြီဗျလူကေလဲ PDF ပဲသူလဲအဲပက္ကပါလဲအဲဘောနော် PDF ပါပဲတကယ်တမ်းတော့အင်္ဂလိပ်ညာညမာပဲကွာတာပါအခုကျွန်တော်တက်ရင်းနေဆိုတာလဲ PDF ပါပဲဒီလိုမျိုးတက်တယ်ကိုများများကူလို့ရေပေါ့နော်ဘာကြောင့်လဲဆိုတော့သိကြတယ်ဗျညီတို့အညာသားတွေက အသက်နှစ်ချောင်းပုံပွားပါအောင်ဘယ်သူမှသတိခံသွားမှာဘယ်တော့မှညှိနှိုင်းမှာမဟုတ်ဆွေးနွေးမှာမဟုတ်အပြက်ကျုံးမှာရအောင်လဲကျုံးမှာနိုင်အောင်လဲကျုံးမှာမနိုင်နေရတော့အကြောင်းမရှိအပြီးရင်ညို့ဘောတော့2023လောက်ကနေပြီးတော့စပြီးတော့တက်ဒီစုပေါင်းမှရမယ်ဆိုပြီးတော့ညို့ညီနောင်အင်အားတွေမာမိတ်တပေါင်းစုအင်အားတွေစုဖွဲ့ထားတာတွေများစွာရှိပါတယ်ခုချိန်ကြီးလေ MPD နဲ့လက်တွဲတူတူရှိနေပါတယ်အဲ့တော့ကျတော့ ဒီရင်အားတွေပမာဏကိုညီတို့ထုတ်မပြခဲ့ဘူးဘောနော်တခါမှဒါပေမဲ့အားရစရာကောင်းပါအဲတော်တော်လေးကိုအားရစရာကောင်းပါတိကျတယ်ကုမြူကတော့အေးစီပြန်သိမ်းလို့ရတဲ့နေသားတွေမှာရှိပါတယ်ပရိကြလိုအပ်နေရအစွန်တော်ပြောရဲပေါ့နော်ကုတက်ကြည့်ပြောသလိုပေါ့ကျွန်တော်တို့ကလက်နဲ့ခရံလိုအပ်တာပေါ့လက်နဲ့ခရံလိုအပ်တယ်ဒါတွေဝယ်ပြီးပြီကျွန်တော်တို့တစ်ခါလီမှာတော့ပြီးသူကလည်းရှိတယ်ဗျအဲပြီးသူကလည်းရှိတယ်ဆိုတော့တော်တော်ထောက်ဖို့ပြီးသူတွေမှာကြတော့ မြန်မာနိုင်ငံတွေမှာတက်ကမနေဘူးရှိတာဆိုတော့ကြတော့သူတို့မှာပြန်လဲစီစီရတာရှိပါတယ်ဟောနော်အဲအဲ့လိုမျိုးနေခြားတွေကြောင်းမလို့မရောက်နိုင်တဲ့အပိုင်းလေးတွေလည်းပါတာပေါ့ဒါပေမဲ့ဒီကြားတခုကတော့ပြည်သူတွေစိတ်ထဲမကြပါနဲ့လို့ပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့အခုလိုအခြေအနေမျိုးတွေဖြစ်တာပူကြိုက်တယ်ဗျညီကဘာကြောင့်လဲဆိုတော့အစိုးရအကောင်ပေါ့ဘာလို့အစိုးရအကောင်လုံးဆိုတော့ ညီတို့တချို့တက်တွေဆိုရှိရပေါ့နော်ဒါဘယ်တက်ကိုမှဖွဲ့ပုတ်ခတ်တာမဟုတ်ဘူးအတိုင်းသားတွေဆင်းလာမှာတိုက်မှာရမှာငါတို့တက်တက်တော့မနိုင်ဘူးဆိုတဲ့တက်တွေရှိရပြတာအညာတက်ဒီမှာလည်းအဲ့လိုမျိုးတက်တွေရှိဒါပေမဲ့ညီတို့ကတော့ရင်းနှုံးကလေးကညီတို့ခံရပြပေါ့နော်တိုင်းသားတာဝန်ကြည်သွားပြီဗျညီတို့စစ်ပညာလည်းသင်ပေးပြီးသွားတယ်စစ်တပ်နဲ့ခရင်နဲ့ထိုက်တင်းတဲ့လောက်ထောက်ပံ့ပေးတဲ့တက်တွေဆိုရင်ထောက်ပံ့ပေးပါတယ်ညီတို့ကတော့မရဘူးပေါ့အဲ့ဒါကြတော့လမ်းလျှောက်တဲ့အောင်သင်ပေးပြီးသွားတယ် ကျွန်တော်ဆက်လျှောက်ရဲဘူးလူတွေပဲညီတို့ဆက်လျှောက်ဆက်လျှောက်တော့အစူးညောက်ခလုတ်ပဲဖြစ်ဘလူးအန်ဒီယံမျိုးမှာပဲဖြစ်ဖြစ်ညီတို့ဆက်လျှောက်နိုင်မှုလို့ဓာတ်ယူသွားပြီအပြစ်တင်လို့မရဘူးဗျတကယ်တမ်းဘောနော်လက်ရှိ1027ဆိုတာကျွန်တော်တို့ဒီအညာရဲ့တော်လိုင်းမြန်မာပြည်ရဲ့တော်လိုင်းမှာပြည်သူတရလုံးရောစိတ်တကြနေတဲ့တော်လိုင်းတစ်ဖွဲ့တွေအားလုံးလုံးဝခွင့်အားတရပါ မာဂျီလူ20ပန်းဆိုတာခွင့်ရတရက်ပါဒီချိန်မှာဘလူကြောင်းကြောင်းကြောင်းနေပဲဖြစ်ဖြစ်ပေါ့နော်အဲခက်ခဲမှုတွေရှိတယ်ဆိုပေမဲ့ဘယ်သူမှဖြစ်တင်လို့မရပါဘူးဘောင်းဆိုတော့ညီတို့လမ်းလျှောက်တတ်ပြီလေကိုကိုယ်တိုင်လျှောက်ဖို့လိုအပ်တယ်လျှောက်ရဲဖို့တတ်တည်လေရှိဖို့လိုအပ်ပါတယ်အဲ့တော့ညီတို့ကတော့အကောင်းဆုံးကြိုးစားတော့မှာဖြစ်ပါတယ်အဲပြင်ဆင်စုဖွဲ့တည်ဆောက်နေပါတယ်မကြခင်ချိန်တွင်းမှာမြင့်ကြံရဲ့လူမဟုတ်ပါဘူးညီတို့တက်ကတော့ နေနေဆွဲတော့မရှိပါဘူး။မြင့်ကြံလည်းမရှိဘူး။နှထိုးလည်းမရှိဘူး။อืมညီတို့ကတော့စစ်ကောင်စီချီးတဲ့နေအကုန်ကျုံးပါပဲညီတို့က။အဲဒါတော့ပုံမှန်ခဲ့ရဲ့ပြောင်းဝေးသားစကားလုံးတွေဖြစ်ပါတယ်။မကြိုက်မှာပွင့်ခဲ့တဲ့ကျွန်တော်တို့အတူတူအရှိယာမနေထားတဲ့ကိစ္စရှိရဆိုတော့ဒီနေရာတော့တမန်တီပြေးကြည့်ပါမယ်။အဲရန်ကုန်မြို့ပေါ့နော်အက်စတာရန်ကုန်အီဗန်ပတ်မှာချက်ပပြုလုပ်သွားတယ်အဲဟို Overflow Music Festival 2025ပေါ်ရောက်ရေးတည်ရပါတယ်။တို့တို့ဒေတာရှင်လေးနာမည်ကြီးအပညာရှင်တွေဒေတာရှင်တွေအယောက်လေးစီကဖြောင်ပြေးသွားတဲ့ပွဲတော်ကြီးလို့လည်းသိရပါတယ်။အဲဒီပွဲတော်ကြီးမှာကျွန်တော်တို့မလာနှစ်ရက်နေ့ညခွန်လိုင်းဝင်ကျင်တော့ပါဖြောင်ပြေးတဲ့ Vacuum Vein Wing ဆိုတဲ့ဒေတာရှင်လို့ခေါ်တဲ့အဲဒီလူငယ်နှစ်ယောက်ကဆန္ဒဖော်ပြပါဗီဒီယိုဖိုင်လင်းကစကားတွေပြောကြတာဖြစ်ပါတယ်။အဲ့တော့အဲဒီစကားလုံးကြီးကိုနားထောင်ကြည့်တဲ့အခါ ုခံစားရတယ်။ဒီစကလုံးတွေကိုဗတ်တိကိရိယာကြီးမှာအခုလိုမျိုးခြောက်ပြတဲ့ပုံပါရောမလုပ်မြင်နိုင်။အဲ့တော့အဲ့ဒီချော်ဘီဘွေးကိုလာရောက်ကြည့်ရှုနေကြတဲ့ထဲမှာမိသားစုတွေနဲ့ပါဝင်တဲ့ကလေးတငယ်တွေနဲ့ပါဝင်နေလူငယ်တွေနဲ့ပါဝင်ပါတယ်။အဲ့တော့ဒီလိုမျိုးကိစ္စရဲ့ကြီးကြီးဒီလိုမျိုးလမ်းတွေဆက်ဆက်ဆံပြောကြားမှုမျိုးလူငယ်တွေနားထဲမှာဝင်သွားတဲ့အခါမှာသူတို့ဘယ်လိုထင်ယူဆသွားနိုင်လဲ။တရားမအထုမှားသွားနိုင်ပါ ဒါကြောင့်မလို့ဒီလိုမျိုးဖော်ပြမှုပြုလုပ်ခဲ့တဲ့ဖြစ်စဉ်ကြီးကိုလုံးဝကျွန်တော်အနေနဲ့ကောက်ဝတ်ရှင်းချပါတယ်။လူချင်းတို့ရောဒီဖြစ်စဉ်ကြီးကိုလက်ခံလာ။အဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့လာရောက်တဲ့ sponsor ကုမ္ပဏီတော့ဟောင်းကွန် sponsor ကုမ္ပဏီတခုခုကနေပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့အသိပညာပေးစေခြင်းနဲ့အတွက် request တစ်ခေတ်ပေါ်လဲပေါ်ပါတယ်။ဒါကြီးကိုတို့ချပြတဲ့ပုံစံကြီးကလုံးဝကိုနန်းပေးစေစံချပြတဲ့အတွက်ကြောင့်တော့အခုလိုမျိုးပြည်သူတွေရောက်ဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်။ ဆိုတော့ဒီလိုကိစ္စရဲ့အခြေကိုကျွန်တော်တို့လက်ခံဖို့မသိပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်အခုလိုမျိုးမကြောက်မနာတာစက္ကလုံးအနေနဲ့ state ပေါ်မှာဖြောပြေခွင့်ရသွားတယ်ဖြောပြေခွင့်ရတာကြီးကိုလက်ခံလိုက်တယ်ဆိုရင်နောက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 ်နေမှာလေဒီလိုမျိုးအဆိုတော်လို့ပြောတဲ့သူတွေ social influencer တွေအဆိုတော်တွေတိတ်တန့်ရှင်တွေတရုတ်ဆောင်တွေပြီးတော့တခြားသောသူတွေကဏ္ဍအသီးသီးတခြားသောသူတွေကလည်းဒီလိုမျိုးစက္ကလုံးတွေကပြောလို့ရတယ် public မှာပြောလို့ရတယ်မာရိုစတိတ်ပေါ်မှာလည်းတက်အောင်လို့ရတယ်ဆိုတော့ တိတ်တရားဝင်သွားနိုင်ပါတယ်အဲ့တော့သွားနေကြတဲ့လူတွေဟုတ်လို့ဒီလူတွေက ပိုတောင်မှပြောပါအောင်เนาะဆိုတဲ့ခါကျတော့ကျမတို့အခုဒီဒါထဲမှာအမှုပညာရှင်တွေတော်တော်ရဲရဲတင်းတင်းဖြစ်လာတယ်ဝိုက်ကော့ဝိုင်းလုပ်တဲ့အခါမှာအမှုပညာရှင်ဆိုတဲ့လူတွေပြည်သူဘက်မှာရက်နေတဲ့တိတ်ဆိတ်ပေးနေတဲ့အမှုပညာရှင်တွေမပါပါဘူးတွန်လည်အစတွေကရောက်ရက်ခတ်နေတဲ့စင်ပေါ်အလူရက်တက်နေတဲ့တတ်တတ်ခံရဲ့ စည်းဝါးရေးဖြစ်တဲ့ရွှေဆိုင်တွေမှာဖင်လှုပ်ရင်လှုပ်ကပြနေတဲ့စောက်ရက်မဲ့နေတဲ့အမှုပညာရှင်တွေအားလုံးအချင်းချင်းဝန်းရံကြပါတယ်။အင်း။နော်အဲ့တော့တော့ပြည်သူလူထုတွေတကယ်ဘာကိုလိုအပ်တာလဲ။နော်။ဘောဒတ်ခန့်ရဲ့ဖန်နေပေါ့ရှင်နော်။တကယ်တော့ဖန်မဟုတ်ပါဘူး။ရေကောက်ဝဲကာလမှာတသက်ခန့်ဟာပတ်စံတော်တော်သုံးနာပုံရပါတယ်။သူနဲ့ပတ်သက်တဲ့အရင်တော့ကတော့မှရိုးရိုးတာမန်အချိန်မှတော့မှ တသက်ခိုင်နဲ့ပတ်သက်တဲ့သတင်းတွေသိပြီးတော့မတတ်ကြပါဘူး။သူ့ရဲ့ကောင်းကောင်းတွေရေးထားတာမျိုးမတတ်ကြပါဘူး။အခုရွေးကောက်ပွဲကာလမှာစစ်ကောင်စီကနေပြစံသုံးလို့ရတယ်ဆိုပြီးထုတ်လိုက်တဲ့အပေါ်မှာပေ့တွေအများကြီးထွက်လာပါတယ်။ပေ့ဆိုတာလေတကယ်သတင်းမီဒီယာတွေကဘောမဘက်ကသတင်းမီဒီယာတွေမဟုတ်ဘူး။သတင်းမီဒီယာမဟုတ်ဘူး။ကလင်းဘက်ကသတင်းမီဒီယာမဟုတ်တဲ့ဟိုသူများအတင်းလျှောက်ပြောနေတဲ့ခေါင်းစဉ်ကိုစောက်ကလွဲတွေရေးပြီးသူများတင်းလျှောက်ပြောနေတဲ့လူမသိသူမသိ မီဒီယာတွေပေတွေပေအတုတွေပုံတွေလည်းမတင်ထားတဲ့ပေအတုတွေများစွာထွက်လာပါတယ် PPP ပါတီကိုအပေးနေတယ်ဆိုတဲ့အကြောင်းနော်နောက်ပြီးတော့ဒေါ်သက်ခိုင်ဟာပြည်သူလူထုရဲ့စက်တဲနေတဲ့စီဝါရေးတွေကိုဖြည့်ရှင်းမယ်ဆိုတဲ့အကြောင်းကုန်စည်နှုန်းတက်နေတာတွေကိုကြောက်အောင်စူးစမ်းသွားမယ်ဆိုတဲ့အကြောင်းတွေကိုတည့်ရက်တည်းတပြိုင်တည်းမှာတင်လာတာကိုတွေ့ရပါတယ်အဲ့တော့ဒီအတွက်သူကပတ်စံတုံးပြီးတော့သကလုံးနေတာတုံးနှုံးခိုင်းတာဖြစ်ပါတယ် ပေါက်တင်ညိုလိုအယောင်မျိုးမျိုးပြောင်းလဲတတ်တဲ့တတ်တတ်ခိုင်လိုလူမျိုးကိုရှုံကြည်နေတဲ့လူတွေကတော့ဝေရလို့သာရှုံကြည်နေခြင်းသာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ပြည်သူလူထုကြားမှာထရန့်ဖြစ်သွားလို့ရှိရင်ပေါပူလာဖြစ်သွားလို့ရှိရင်ရှောင်ပြီးတော့လိုက်တတ်တဲ့လူတွေရှိပါတယ်။တော်လန်ရေးသမားစစ်စစ်တွေကတော့ဘာနဲ့မှကိုဖြူဖြက်လို့မရတော့အောင်စိတ်တက်နေခိုင်မှပြီးသားဟိုလိုလိုဒီလိုလိုလူတွေကတော့ရောင်တောင်ပေါင်တောင်နေဖြစ်သွားနိုင်ပါတယ်။เนาะဒါတွေကိုသတိပြုကြဖို့ ပြက်ပြက်သားသားဝိုက်ကွန်လုပ်ကြဖို့ပါပြက်ပြက်သားသားဝိုက်ကွန်လုပ်ကြဖို့ပါဒီချိန်မှာပြည်သူလူထုကိုတတ်ဖြတ်နေတဲ့နောက်တစ်ခုကခေတ်သစ်မီဒီယာလိုမီဒီယာမျိုးကိုအသေးပေးလို့လိုက်ပေးလို့ကြည်လို့ဖန်ခံရတဲ့လူတွေလည်းရှိလာပါတယ်အဲ့တော့ဒီမိုကရေစီအတွက်ရွေးကောက်ပွဲလုပ်ရပါတယ်ဆိုတဲ့စကားကတော့ ော်တော်ကိုစောက်တလွဲဖြစ်နေတာပါတော်တော်ကိုမျက်နှာပြောင်တိုက်နေတာပါနော်ပြည်သူလူထုကိုနှလပိန်းတုံးလို့ထင်နေပုံရပါတယ်ဒါကြောင့်မို့လဲသူတို့ဟာဒီစကားတွေကိုပေါ်ပေါ်တင်တင်ပြောလာပြီးတော့မှအခုလိုမျိုးလက်ပေးတဲ့လူတွေကိုတော့ဖန်စီအရေးယူတာတွေလုပ်နေတာဖြစ်ပါတယ်နောက်ပြီးတော့ပြည်သူလူထုကြားထဲမှာထရမ့်ဖြစ်သွားတဲ့ဒီနှစ်သမီးလေးကိစ္စတော့ဘာလို့ဒီလိုမျိုးကိစ္စတွေပေါ့ရှင်ပြည်သူကအော်လို့ တခိုးကိစ္စတွေပါတယ်ဖမ်းတဲ့ကိစ္စတွေပေါ့သူဖမ်းကျင်လို့ဖမ်းတာမဟုတ်ပါဘူးမြေကောက်ွယ်ကာလာမို့လို့ပြည်သူအကြိုက်လိုက်လို့ပေးနေခြင်းဖြစ်ပါတယ်အဲ့ဒီလူတွေကိုတရားလည်းမဆွဲပါဘူးရေစကန်ရောက်လို့ရှိရင်ပတ်စံယူပြီးပြန်လွတ်လိုက်တာပါအဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေကငွေများတရားနိုင်တဲ့အာဏာအတွက်လူတက်ဖို့ဝင်မလေးတဲ့ကောင်တွေရဲ့လက်ထင်မှာမောက်ချင်တယ်လို့မောက်လန့်ချင်တယ်လို့လန့်ဖြစ်နေရတဲ့အနေထားပါနောက်ခုကကျွန်တော်တို့ထွန်လန်ရေးဟာ ဘယ်တော့ပြီးမှလဲဆိုပြီးစိတ်ပြက်လာတဲ့လူတွေရှိပါတယ်။တို့တို့မြန်မာပြည်ရဲ့တော်လှန်ရေးဟာတိုင်းသားတွေနဲ့စစ်တပ်နဲ့ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစပိုင်းမှာတော့ဒါနိုင်ငံအတွင်းထဲမှာဖြစ်နေတဲ့ပြည်ပခလို့ပဲနိုင်ငံတကာကသတ်မှတ်ပါလိမ့်မယ်။တကယ်၍ကျွန်တော်တို့တော်လှန်ရေးဟာ၅နှစ်ကျော်လာပြီဆိုလို့ရှိရင်တော့ဒါဟာတိုင်းရင်းသားအခြေချင်းပြည်ပခဖြစ်နေတာပါလို့သတ်မှတ်လို့မရတော့ပါဘူး။အချိန်ကာလအရန်ကြာသွားလို့ရှိတိုင်းပြည်တပြည်လုံး အာနာရှင်လက်အောက်မှာဖြစ်ကျင်သလိုတွေဖြစ်နေကြပြီဆိုတော့နိုင်ငံတကာကလက်မခံခြင်းနဲ့လက်ခံလာရမှာနိုင်ငံတကာကစောင့်ကြည့်တာအချိန်နဲ့စောင့်ကြည့်တာဖြစ်ပါတယ်တွန်လည်ရေးတစ်ခုတိုင်းပြည်အတွင်းထဲမှာပြည်သူအချင်းချင်းဖြစ်ကြတဲ့အခါမှာတစ်နှစ်နှစ်နှစ်သုံးလေးနှစ်နဲ့ညော့သွားမယ်ညော့ပါသွားမယ်ဆိုလို့ရှိရင်တော့ဒါဟာပြည်တွင်းပြည်ပခါလို့သတ်မှတ်ပါပါအကယ်၍၅နှစ်အထက် ဖြစ်လာပြီဆိုလို့ရှိရင်တော့ဒါဟာမြန်မာအရေးမဟုတ်တော့ဘင်းနဲ့ ကဘာအရေးလို့စတင်သတ်မှတ်လာပါလိမ့်မယ်။အဲ့ဒီအတွက်တွန်လရေးကိုထောက်ကူပေးနေတဲ့ပြည်သူလူထုကအဖက်ဖက်ကနေပြီးတော့စဉ်းစားပြီးတော့မှ နိုင်တဲ့ဘက်ကတွန်းလှန်နေဖို့လိုပါတယ်။တွန်လရေးဟာတိုက်နေခိုက်နေုံနဲ့ညခုနှစ်ဆယ်လောက်တိဆောက်လာတဲ့နိုင်ငံတော်ရဲ့အတုံးစိတ်ကိုလိုသလိုတုံးလို့ရနေတဲ့လူတွေလက်ထဲကနေနိုင်ငံကိုပြန်လုတဲ့အခါမှာဘယ်ရယ်ကူမရပါဘူး။အပြက်လဲတိုက်နိုင်ခြင်းမှတိုက်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ကျမတို့ပြည်သူလိုချင်တာကလူတွေပြောင်းတာကိုလိုချင်တာမဟုတ်ဘူးနဲ့မူပြောင်းတာကိုလိုချင်တာဖြစ်တဲ့အတွက်ဒီတော်လန်ရေးအောင်ခြင်းမအောင်ခြင်းဟာကျမတို့ရဲ့အဖြေမဟုတ်ပါဘူး။ကျမတို့ရဲ့အဖြေကဒီကောင်နေဘဲအချိန်မှာလက်လျှော့သွားမလဲဘဲအချိန်ထိသူတို့ဆက်ပြီးတော့ကဘာကိုလိန်နေမလဲဆိုတာကိုပေါ်ထုတ်နိုင်ဖို့ပါပဲ။အပြောင်းလဲတစ်ခုခုမလုံမချင်းကျမတို့ကတော်လန်နေရမှာဖြစ်တယ်။နိုင်နာမနိုင်ကနိုင်နိုင်တာကတော့ပြည်သူလူထုရဲ့သွားနေတဲ့အပေါ်မှာမှုတည်ပါလေ။ ပြည်တွင်းမှာရှိနေတဲ့လူတွေကလည်းမမာတင်းတင်းပြက်ပြက်တာတာတွန်းလှန်ရမှာဖြစ်တယ်။ပြည်ပကလူတွေကတော့ဒီတော်လန်ရေးကိုတော့ရဲဘော်တွေတောက်ခံထားနိုင်အောင်ပဲရေရှည်ဆွဲထားပေးနိုင်မှာဖြစ်တယ်။အဲ့တော့တော်လန်ရေးဘယ်တော့ပြီးမှာလဲဆိုတဲ့အဖြေထက်တကယ်ပြီးရင်လို့ရှိရင်အားလုံးပါဝင်ရမှာဖြစ်တယ်။အခုကျမတို့နိုင်ငံကအားလုံးပါဝင်နေတာမဟုတ်ပါဘူး။လွတ်မြောက်နေပြီမှာရှိနေတဲ့ပြည်ပမှာရှိနေတဲ့လူတွေကပဲတော်လန်ရေးစစ်တုံးစည်းရင်နဲ့စစ်ဘေးရှောင်တွေရဲ့ စာနုတ်နေရအတွက်အသုံးစိတ်တွေအတွက်ရှာဖွေပြီးတော့တောက်ခံပေးထားတာဖြစ်ပါတယ်အခုချိန်မှာတောက်ခံနေရတဲ့အနေအထားဖြစ်ပါတယ်တကယ့်အနေမြေတွေသိမ့်ဖို့တကယ့်ဥမာအရှင်ဆန်ဆန်လှုပ်ချင်နေဆိုလို့ရှင်တော့တိုင်းပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုတွေကိုယ်တိုင်ပါဝင်နေဖို့လိုအပ်ပါတယ်ပြက်ပြက်သားသားပါဝင်ဖို့လိုအပ်ပါတယ်ဝိုက်ကိုကိစ္စလေးတော့မပြတ်သားဘူးဆိုလို့ရှိရင်တော့ပြည်ပမှာရှိနေတဲ့လူတွေကပြည်တွင်းမှာရှိနေတဲ့လူတွေကိုစား နှစ်ဆပိုပင်ပန်းပြီးတော့အချိန်ကလည်းနှစ်ဆကြာကြာမြင့်မှာဖြစ်ပါတယ်အဲ့တော့ကြာနေတာကိုအပြစ်ပြောမယ်ဆိုလို့ရှိရင် ကိုယ်ပဲနေရာကအပါဝင်နေလဲကိုယ့်ကိုမထိခိုက်နိုင်တဲ့ white coat လေးကိုတော့တည်တည်တတ်တတ်ပြက်ပြက်သားသားမလုံနိုင်ဘူးဆိုလို့ရှိရင်တော့ဗဇက်တာပိတ်နေလိုက်ပါပျော့ပျော့ကြီးစစ်မှုထမ်းပါလို့ပြောခြင်းနေပြည်ရင်းထဲမှာရှိနေတဲ့ပွဲတွေ ဘောမနုပညာရှင်တွေလုပ်တဲ့ပွဲတွေမှာသွားကြည့်ကြတယ်။အပြန်မှာစစ်မှုထမ်းခေါ်ခံရတယ်။ဟာလားပွဲတစ်ပွဲမှာမပါဝါဘူးဆို10ရောက်15ရောက်လောက်ပြုတ်ပြုတ်သွားတယ်။ပြုတ်သွားတဲ့အကြောင်းအရာတွေကိုလည်းမိသားစုကမတင်ရဲပါဘူး။နော်မိသားစုကလာပြီးဖျောက်ပြင်မှာဆိုလို့အဲ့လိုအနေထားမျိုးဖြစ်ပါတယ်။အဲ့တော့ဂျွန်ဘဝမှာပြောနေတယ်ဆိုလို့ရှိရင်တော့ဂျွန်ခံရင်းနဲ့ပွဲတွေကြည့်ရင်းနဲ့ပဲပြော့ပြော့ကြီးစစ်တိုက်ပေးကြဘူး။ပဲစဉ်းစားထားကြပါလို့ကျမတို့ပြောချင်ပါတယ်။ ဒီဘက်မှာရှိနေတဲ့ထောက်ပို့နေတဲ့အခန်းကဏ္ဍကိုလည်းကျွန်မပြောချင်ပါတယ်။အရင် တော့ကကျွန်တော်တို့ဘူဂျုံအောင်ဆန်းမပြောခဲ့လဲဆိုလို့ရှိရင်ဘူဂျုံအောင်ဆန်းဟာတော်လန်ရေးဖခင်ကြီးပါ။အင်းနော်ဒီတော်လန်ရေးမှာဦးစီးဦးဆောင်လုပ်ပြီးတော့မှမြန်မာနိုင်ငံလွတ်မြောက်ရေးရဖို့အတွက်ကြိုးစားခဲ့တဲ့ပုတ်ကိုကြီးကိုယ်တိုင်မမထန်ထန်ပဲပြက်ပြက်သားသားပဲတော်လန်ခဲ့တာဖြစ်ပါတယ်။ဟောဘူဂျုံအောင်ဆန်းရဲ့ ဆုံးလွတ်ဆွန်းစားမှုတွေဖြတ်တန်းမှုတွေနဲ့ကျွန်တော်တို့ဟာအားကျပြီးတော့အထူးပြုပြီးတော့ဖြစ်ခဲ့တာ။နောက်တောင်းသောကောင်းဆောင်ဘဝကနေပြီးတော့ထောက်ချက်ဆိုတော့ဒါကြောင့်မလို့နံပါတ်ကိုတွေးတယ်ဆိုတာကတခုကတော့မြို့ပေါ်ဟိုပေါ့တောင်းတောင်းပေါ့တော့မြို့လေဒေတာလည်းဖြစ်တယ်။နောက်မဲဆန္ဒရှင်ပြည်ပါတယ်။ဘာပဲပြောဆိုတိုင်းရှင်မှုရပြောရင်တော့အထက်လျောက်နိုင်ငံကြီးလိုချားရတယ်။ပြီးတော့သမိုင်းကြောင်းရလည်းဗိုလ်ချုပ်အောင်ဆန်းကိုတိုင်းရောက်ရှင်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေဖြစ်တယ်ဆိုပြီးတော့ကျွန်တော်နံပါတ်တော်ကိုရေးပြတော့ရုပ်ောက်ပွဲကော်မရှင်ကသတ်မှတ်တဲ့ပြဋ္ဌာန်းချက်တွေကိုပြည့်ပြီးအောင်ပေါ့ကျွန်တော်တို့တော့စောက်ကြိုးစားအဲ့တော့ကြိုးစားတော့ဒါရုပ်ောက်ပွဲမှာဒီမဲဆန္ဒနယ်မြေအားလုံးနဲ့ထောက်ဝက်ကြော်ပြန်ရမယ်ဆိုတော့ကျွန်တော်တို့ထောက်ဝက်ကြော်တဲ့အထိကျွန်တော်တို့ဒါပြင်သွင်းပြီးသွားပြီပေါ့အဲ့တော့နောက်ပိုင်းမှာတော့တမတော်ကာကွယ်ဦးစီးချုပ်လက်မှတ်ထိုးပြီးတော့၄ဘုံတဘုံချော့ချပေးလိုက်တော့ ဟိုပြောရရင်တော့ကျွန်တော်တို့ဒီကိစ္စကတော့ဟိုလွတ်လွတ်ကျွတ်ကျွတ်ပြင့်မိသွားပြီပေါ့ပေကြတာတော့ကျွန်တော်တို့ဒါ900ကျော်ပေါ့ဒါတနိုင်ငံလုံးတိုက်တာနဲ့ရွက်ောက်ပေါ်ဝင်ဖို့အဲကျွန်တော်ပြင်ဆင်ထားပါတယ်အဲနောက်ဒီအပိုင်းတော်တွင်းမှာတော့ဒီလွှတ်တော်ကိုယ်စားလှယ်လောင်းနေတဲ့အလုပ်ယုံဆွေးနွေးပွဲကိုဒါကျွန်တော်ရန်ကုန်ဒါပဲခူးနောက်နေပြည်တော်မန္တလေးတောက်လျှောက်ကျွန်တော်တို့ဒါအလုပ်ယုံဆွေးနွေးပွဲတွေကျင်းပနေတယ်ပေါ့အခုလည်းမွန်ပြည်နယ်မှာကျွန်တော်တို့ဆောင်ရွက်နေတာရှိပါတယ် ဒါပြင်တော့ကျွန်တော်တို့ ARV တိုင်းပေါ့အဲ့တော့ဟိုတိုင်းဒေသကြီးနဲ့ပြည်နယ်တွေအလိုက်တချို့လဲဟိုနှိစက်ရမှာစုရတာပေါ့အဲ့တော့မကွေးတိုင်းဆိုရင်ကျွန်တော်တို့ဒါနေပြည်တော်မှာစုပြီးတော့ကျွန်တော်တို့ဒါလုံရဆွေးနွေးပွဲလုပ်တယ်အဲ့တော့ကိုယ်စားလှယ်လောင်းတွေအတွက်စောင်းရံရှောင်းရံဥပဒေပိုင်းဆိုင်ရာအချက်လက်ကိုနောက်တစ်ခါဘန္နာကြီးရဲ့ပတ်သက်လို့ဟိုမမျိုးရအောင်ဒရုန်းတွေ့ခဲ့တဲ့ချောင်းရလေးကလက်ရှိမှာကိုကိုကြီးကတော့ရေကောက်ပွဲကုလပေါ်ဝန်ပြုသားနေဖြစ်ပါတယ်။မမျိုးရအောင်ဒီပရိုဂရမ်နဲ့ဆုံးသက်ပါနောက်ထပ်ဗီဒီယိုမှာတော့ အောက်ထပ်တင်ဦးတော်မြေကျွန်တော်ရဲ့ကိုကြရုံနဲ့ channel dance comment dance copy ပြီးခွန်လေးချက်လက်များပြီးခွန်တဲ့အားလုံးကိုကြည့်ရှုနိုင်ပါတယ်။လက်မှုတွေအားလုံးပဲအောက်ထပ်ပြီးမှပြန်လည်ဆုံတွေ့ကြပါမယ်။